မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ April 15ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ် update စခန်းသိမ်းတိုက်ပွဲသတင်းကတော့မကွေးတိုင်းစလင်းစေတုတ်တရာလမ်းပိုင်းမှာရှိတဲ့အကြမ်းဆက်တဲ့ရဲ့18မိုင်ကုန်းစခန်းကိုတိုက်ခိုက်သိမ်းပိုက်ပြီးတော့စစ်တုံးပန်း၄ဦးကိုဖမ်းဆီးရရှိက တနက်9လက်သိန်းစီရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ April 10ရက်နေ့မှာဆလင်းစေတုတ်တရာလမ်းပိုင်းမှာရှိတဲ့အကြမ်းမဆက်တဲ့ရဲ့၁၈မိုင်ခုံစခန်းကိုတော်လိုင်းတပ်ဖွဲ့များကဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။အဲ့ဒီစခန်းကိုတော်လိုင်းတပ်ဖွဲ့များကအပိသက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီးတော့စစ်တုံးပန်း၄ဦးကိုဖမ်းဆီးရရှိက MA1 တနက်၂လက် MA3 တနက်၂လက် M79 တက်လက်နဲ့ KN တချို့ကိုလည်းတင်စီရရှိခဲ့တယ်လို့သိရပါတယ်။အဲ့ဒီစခန်းသိမ်းတိုက်ပွဲကိုပခုတ်ကူခရိုင်အမှတ်နဲ့တရင်ကစစ်ကြောမှုဦးဆောင်ပြီးတော့ပခုတ်ကူခရိုင်အမှတ်64 45စက်ခွန်တရင်များမြိုင်ပကပနဲ့မေဘူးခရိုင်အမှတ်တဲ့တရင်တို့ကပူးပေါင်းပြီးတော့ပါဝင်တက်ခတ်ခဲ့ကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့အပြည့်ပြည့်ဆိုင်ရာရာဇဝတ်တရားရုံး ICC အပါအဝင်နိုင်ငံတကာတရားရုံးများမှာ မင်းအွန်လိုင်းနဲ့စစ်ကောင်းဆောင်များကိုတရားစွဲဆိုမှုများအပေါ်မှာစိုးရိမ်စရာမရှိဘူးလို့အကြမ်းဖက်စစ်ကောင်းစီရဲ့ပြောရေးဆိုခွင့်ရှိသူဇော်မဲလုံးကပြောဆိုလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အယ်ဂျာဇီရာသတင်းဌာနနဲ့တီးတန့်တွေ့ဆုံမေးမြန်းခန်းမှာအကြမ်းဖက်စစ်ကောင်းစီရဲ့ပြောခွင့်ရပုဂ္ဂိုလ်ဇော်မဲလုံးကအခုလိုမျိုးပြောဆိုလိုက်ခြင်းဖြစ်တယ်လို့သိရပါရတယ်။အယ်ဂျာဇီရာသတင်းဌာနကစစ်တပ်အနေနဲ့လေကြောင်းတိုက်ခိုက်မှုများအပါအဝင်ပြည်သူများအပေါ်တိုက်ခိုက်နေပြီးတော့နိုင်ငံတကာကလူသားမျိုးနွယ်အပေါ်ကျွလွန်နေတဲ့ရာဇဝတ်မှုများကို ပြင်းပြင်းထန်ထန်အဖြစ်နဲ့ဝေဖန်လျက်ရှိပြီးအင်ဒိုနီးရှားတူရကီဖိလစ်ပိုင်နဲ့ ICC တရားရုံးတို့မှတရားစွဲဆိုရန်ဆောင်ရွက်နေတယ်လို့ပြောဆိုလိုက်ပါတယ်။မကြသေးမီကလည်းဖိလစ်ပိုင်သမ္မတဟောင်းဒူတာဒေးကို ICC တရားရုံးကိုပို့ဆောင်ဖမ်းဆီးမှုများရှိနေတယ်လို့ပြောဆိုလိုက်ပါတယ်။ဒါကြောင့်အကြမ်းဖက်စစ်ကောင်းဆောင်အနေနဲ့အဲ့ဒီအခြေအနေတွေအပေါ်မှာစိုးရိမ်မှုရှိသလားလို့မေးခွန်းထုတ်ခဲ့ရမှာဇော်မဲလုံးကဘာမှစိုးရိမ်စရာမရှိပါဘူး။ဘာအကြောင်းနဲ့မှစိုးရိမ်စရာမရှိပါဘူး။ PDF တွေကရွာထဲမှာနေတယ်လေ။အရွက်ဝတ်နဲ့စစ်တပ်ကိုတိုက်တယ်။ ်စစ်တပ်ကပြန်တိုက်ရင်သူတို့ကရက်သားပြန်ဖြစ်သွားတယ်ဒါတွေက PDF တွေရဲ့တာဝန်သာဖြစ်ပါတယ် ICC ပဲဖြစ်ဖြစ်ဘာကြီးပဲဖြစ်နေဖြစ်နေစစ်တပ်အနေနဲ့ငြင်းချမ်းရေးနဲ့ပြည်သူလူထုကာကွယ်ရေးကိုအဓိကအာရုံစိုက်ပြီးတော့လုပ်မှာဖြစ်ပါတယ်လို့အကြံဖတ်ဇော်မဲလုံးကပြောဆိုလိုက်ပါတယ်2023ခုနှစ်ဧပြီလ17ရက်နေ့ကစကိုင်းတိုင်းကံဘလူမြို့နယ်အတွင်းမှာရှိတဲ့ဗစီကြီးကြီးရွာကိုစစ်တပ်ကလေကြောင်းကနေတိုက်ခတ်ခဲ့ရာပြည်သူစုစုပေါင်း168ဦးသေဆုံးခဲ့ရပြီးတော့သေဆုံးတဲ့သူတွေထဲမှာကလေးငယ်များပါပါဝင်သွားတယ်လို့သိရပါတယ်။အဲ့ဒီတိုက်ခတ်မှုဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ Al Jazeera သတင်းဌာနကဇော်မဲလုံးကိုမေးမြန်းရမှာဇော်မဲလုံးက စစ်ပွဲများမှာဘေးထွက်ဆိုးကျိုးတွေရှိကြောင်းတောင်ကျန်းသူများကိုထောက်ခံရင်တိုက်ခိုက်ခံရမှာဖြစ်ပြီးတော့တိတ်ဆုံးသွားတဲ့ကလေးငယ်များဟာလည်းတောင်ကျန်းသူများရဲ့အစိတ်ပိုင်းသာဖြစ်ကြောင်း၎င်းကပြောဆိုလိုက်ပါတယ်။ဗစည်းကြီးကြေးရွာတိုက်ခတ်မှုအတွင်းမှာတိတ်ဆုံးသွားတဲ့ကလေးငယ်များဟာတောင်ကျန်းသူအဖွဲ့အစည်းရဲ့အစိတ်ပိုင်းသာဖြစ်တယ်လို့ပြောဆိုသွားပါတယ်။ဗစည်းကြီးကြေးရွာလေးချောင်းတိုက်ခတ်မှုဟာအမှန်တကယ်ဖြစ်ပျက်ခဲ့ကတိတ်ဆုံးသူကလေးငယ်များဟာလေးချောင်းတိုက်ခတ်မှုရဲ့ဘေးအတွက်ဆိုးကျိုးကြောင့်ဖြစ်ပြီးတော့ စစ်ပွဲမှာဘေးရွက်စိုးချိုးကိုရှောင်လွဲလို့မရဘူးလို့ပြောဆိုသွားပါတယ်။တောင်းကျန်းသူများနဲ့မပေါင်းရင်တောင်းကျန်းသူတွေကိုမထောက်ခံရင်အဲ့ဒီနေရာတွေကိုတိုက်ခိုက်ရန်အကြောင်းမရှိဘူးလို့ဇော်မဲလုံးကပြောဆိုသွားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ဆလာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းမျိုးရွှေမင်းဝင်ရက်ကွက်မှာငလျင်ဘေးတင်တဲ့ပြည်သူများနဲ့စစ်ဘေးရှောင်များအထွတ်လာလူထားတဲ့စံအိတ်များကိုအကြမ်းဖက်ဆက်တက်ခန့်ရက်ကွက်အုပ်ချုပ်ရေးမှုကစံအိတ်တအိတ်ကိုငွေကျပ်8000နဲ့ ကိုဂျိုးရှာပြီးတော့ပြန်လဲရောင်းစားနေရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရွှေမုံဝရက်ကွက်အတွင်းကိုရောက်လာတဲ့ငလင်ဘေးတဲ့ပြည်သူများနဲ့စစ်ဘေးရှောင်ပြည်သူများအတွက်စစ်ကောင်စီကချပေးထားတဲ့စံအိတ်150ကိုရက်ကွက်အုပ်ချုပ်ရေမှူးစောင့်ဖြိုးကစစ်ရှောင်ပြည်သူများကိုမပေးဘဲနဲ့သူ့အိမ်ကိုတည်ယူသွားကစံအိတ်တိုက်ကိုငွေကျပ်800နဲ့ပြန်လဲရောင်းစားနေတယ်လို့ရက်ကွက်နေပြည်သူများကသတင်းပေးဖို့တိုင်ကြားထားပါတယ်။အခုငလင်ဘေးအတွက် WFP ကနေပြီးတော့ထောက်ပံ့တဲ့စံအိတ်တွေလဲကျွန်တော်ရက်ကွက်ကမရသေးပါဘူး။တခြားရက်ကွက်တွေမှာတော့ရနေကြတယ်။စောင့်ဖြိုးက စစ်တပ်အာဏာသိမ်းပြီးမှအုပ်ချုပ်ရေးမှူးတက်လို့တာနေကင်းရက်ွက်တွေမှာနေတယ်ညဆိုရင်တက်မှ33နဲ့မှသွားရိပ်ပါတယ်စစ်တပ်ကိုပိုင်တော့ဒီကောင်ကလုံချင်တိုင်းကိုလုံနေတာလို့ပြည်သူတို့ကပြောပြထားပါတယ်စကိုင်းမြို့ရွှေမုံဝင်ရက်ွက်မှာစကိုင်းမြို့နယ်အတွင်းအခြားမြို့နယ်များကစစ်ဘေးရှောင်နဲ့ငလျင်ဘေးတင်တဲ့အိမ်အောင်စုတွေယာနဲ့ခြီးပြီးတော့လာနေကြတယ်လို့သိရပါတယ်မက်လာ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ငလျင်ကြောင့်ရက်ွက်ထဲမှာရှိတဲ့အထက်မြေအဆောက်အအုံ၄လုံးနဲ့အခြားအိမ်အမြောက်အများပျက်စီးသွားတာက လူသေးဆုံးထိခိုက်မှုများရှိခဲ့တယ်လို့ရက်ကွက်နေပြည်သူများထံကသိရပါဗျ။ရွှေမုံဝင်ရက်ကွက်ဟာစကိုင်းပညာရေးတက္ကသိုလ်စကိုင်းဆက်မှုဆောင်တွားရလမ်းပေါ်နဲ့တက်မ33ဘေးမှတည်ရှိတဲ့အင်ဂျီ3000ဝန်းကျင်ရှိတဲ့ရက်ကွက်ကြီးတစ်ခုဖြစ်တယ်လို့ရက်ကွက်နေပြည်သူများကပြောကြားထားပါဗျ။အလားတူပဲမန္တလေးတိုင်းကြောက်စဲခရိုင်မြေသားမြို့နယ်လက်ပံစိတ်ကြီးရွာမှာလဲကြီးရွာအုပ်ချုပ်ရေးမှူးထွန်းတော်ဦးကငလျင်ဘေးသင်းနဲ့ပြည်သူများအတွက်စစ်ကောင်စီကချပေးထားတဲ့ရိတ်ခါနဲ့ကယ်ဆယ်ရေးပစ္စည်းများကိုပြည်သူများထံကိုပေးဝေခြင်းမရှိဘဲနဲ့၎င်းကတင်းယူထားတာ ပြန်လည်ရောင်းချခြင်း၎င်းရဲ့ဆွေမျိုးနဲ့မိတ်ဆွေများကိုသာပေးကမ်းဝေမျှခြင်းတွေကိုလှုပ်ဆောင်နေကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့အကြပ်ဖတ်စစ်ကောင်းဆောင်မင်းအောင်လိုင်းရဲ့ကားနဲ့သမီးတွေတင်သွင်းနေတဲ့ကားများအပါအဝင်လျှက်စစ်ကား EV ကားများအားလုံးကိုအကောက်ခွန်၃ညရာခိုင်နှုန်းအထိ short ချတတ်မှတ်မှုကိုတနေ့ထပ်မှန်ပြီးတော့တက်တန်းတိုးလိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်အကြပ်ဖတ်စစ်ကောင်းဆောင်မင်းအောင်လိုင်းရဲ့ကားအောင်ပြေဆုံးဟာ BYD EV အမှတ်တံဆိပ်နဲ့တမီးပြည်သူခင်သီရိတက်မော်ဟာ MG EV အမှတ်တံဆိပ်တို့နဲ့လျှက်စစ်ကားများကိုတင်သွင်းနေခြင်းဖြစ်တယ်လို့သိရပါတယ်။လျှက်စစ် EV ကတင်သွင်းမှုကိုစစ်ကောင်စီက2022ခုနှစ်ကတည်းကအထူးကုန်စည်အဖြစ်နဲ့တက်မှတ်ကအကောက်ခွန်ကင်းလွတ်ခွင့်ပြုခဲ့ပြီးတော့2024ခုနှစ်မှာ EV ကားများအလုံးနဲ့အပိုပျက်စီးတင်သွင်းမှုကိုအကောက်ခွန်တုံ့ညရာဂိုင်နှုန်းဖြစ်ကြောင်းတရားဝင်သတ်မှတ်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ပြည်ပက CBU စနစ်ရင်းအလုံးလိုက်တင်သွင်းခြင်း CKD နဲ့ SKD စနစ်မြန်မာနိုင်ငံမှာအပီစီတက်ဆင်ထုတ်လုပ်တဲ့ယင်များ Battery လျှက်စစ်သုံးယင် Battery Electric Vehicle BEV အမျိုးအစားများနဲ့ဆက်ဆက်ပစ္စည်းများနဲ့အပိုပစ္စည်းများအတွက်အကောက်ခွန်နှုံနာများကိုတုံညရာဂိုင်နှုံးကိုရှော့ချပြီးတော့တတ်မှတ်လိုက်တယ်လို့သိရပါတယ်မော်တော်ယင်အကောက်ခွန်အတွက်နှစ်ရက်လိုက်ထုတ်ပြန်ချက်မျိုးမှာဖေအေလို့သူကတားတဲ့သမီးတွေအတွက်ထပ်ပြီးတော့ promotion ဆင်းပေးတဲ့သဘောပေါ့ ပြည်တွင်းထုတ် EV တွေဈေးကွက်တွေပုံဝင်လာဖို့တွေ့ရပါတယ်လက်ရှိဈေးကွက်ထဲမှာလည်း EV တွေကဈေးကျကျကမြင်မကောင်းပါဘူးကြာပြီးရင်ထပ်ကြဖို့ပဲမြင်တယ်လို့မော်တော်ယာဉ်ဝယ်ရောင်းပြုလုပ်နေတဲ့သူတို့ကသတင်းပေးဖို့ပြောကြားထားပါတယ်မျိုးကြီးများမှာတော့မအချိန်ခွဲပြီးတော့မီးပေးနေရတဲ့နိုင်ငံရဲ့ပကတိအခြေအနေမှာ EV ကားများဖွံ့ဖြိုးတိုးတက်ရေးဆိုကစစ်ကောင်စီကလှုပ်ဆောင်ချက်ကိုနားလည်ရခက်တယ်လို့မြန်မာနိုင်ငံကမော်တော်ယာဉ်အသင်းကတာဝန်ရှိသူတို့ကအသိပေးထားပါတယ် ဆန်မရှိပဲထမင်းချက်ချင်တာလေ AV ကဘလောက်ကောင်းပါတယ်ပဲပြောပြောဒီနိုင်ငံထဲကဘလို့မှအဆင်မပြေသေးပါဘူးနောက်ပြီးတော့ဒီလိုအခွန်တုံညဖြစ်တဲ့ AV ကားတွေကိုအမြတ်နှစ်ဆတင်ပြီးရောင်းနေတာကိုလည်းထိန်းကြပါဦးလို့၎င်းကစစ်ကောင်စီရဲ့လျှက်စစ်ရင်ဖွံ့ဖြိုးရေးလှုပ်ဆောင်နေမှုများကိုထောက်ပြထားပါတယ်အကောက်ခွန်တုံညရာဂိုင်နှုန်းအထိရှော့ချတတ်မှတ်ထားတဲ့ SKD CKD စနစ်နဲ့တင်သွင်းထားတဲ့ဘက်ထရီလျှက်စစ်သုံးရင်များနဲ့ဆက်ဆက်ပစ္စည်းများကို 2025ခုနှစ်တရက်နေ့ကနေ2026ခုနှစ်မတ်လ31ရက်နေ့အထိအကျိုးသက်ရောက်မှာဖြစ်တယ်လို့စစ်ကောင်စီကဖော်ပြထားပါတယ်။လျှက်စစ်3 EV ကားများအတွာလန်ဒတာအသုံးပြုခါကိုအခုနှစ်ဧပြီလတရက်နေ့ကစတင်ပြီးတော့2025ခုနှစ်မတ်လ31ရက်နေ့အထိကင်းလွတ်ခွင့်ပြုခဲ့တဲ့အပြင်ဘိန်းကုံမြို့ဝင်ကြီးတံပိုကြီးအယောင်ပြခန်းလုပ်ငန်းလိုင်စင်ညအိတ်ခွန်ပစ္စည်းကုန်စတဲ့အခွန်အခများကိုလည်းကင်းလွတ်ခွင့်ပြုခဲ့ကြောင်းသိရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့အေယာဝတီတိုင်းပသိမ်ခရိုင်ပသိမ်မြို့ကန္နာလန်းမှာစစ်ကောင်စီကစတုဒီတာကျွေးဖို့ဗဟိုမန္တတခုတိစောက်ထားပြီးတော့အေပီလ14ရက်နေ့မနက်ပိုင်းတကြံအကြနေမှာစတုဒီတာမုံလုံးရေပေါ်ကိုအေယာဝတီတိုင်းဝင်ကြီးကိုယ်တိုင်လာရောက်ပြီးတော့ကျွေးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဧရာဝတီတိုင်းဝင်ကြီးကိုတိုင်းလာပြီးခွန့်ကြွေးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒကြံအကြနေမှာဒကြံမန်တက်ကိုလည်းဗဟိုမန်တက်လို့မခေါ်ဘဲနဲ့မြို့တော်ဝင်မန်တက်လို့ခေါ်ဖို့မှာခဲ့တယ်လို့သိရပြီတော့စစ်ကောင်စီရဲ့ဝင်ကြီးချုပ်နဲ့ဝင်ကြီးဆိုတဲ့သူတွေကပသိမ်မြို့ဗဟိုမန်တက်ကိုလာပြီးတော့မော်လုံးရေပေါ်တွေကိုကိုတိုင်းကိုကြကလေးတွေကိုလာရောက်ကျွေးနေတဲ့ဟန်အမူယာနဲ့ဓာတ်ပုံမှတ်တမ်းများကိုရိုက်ခဲ့ကြတယ်လို့ဒေသခံတွေရဲ့ပြောဆိုချက်အရသိရပါတယ်။စတုဒီလာလာကျွေးတာလည်းဗျာဇကားတွေကလိုပါပဲ သူမလာခင်ကတည်းကရုပ်ဝင်တဲ့လုံခြုံရေးတွေကဒကြန်ဖက်ရှင်အပြည့်နဲ့ရောက်လာကြတာသူတို့လာတော့သူတို့ရဲ့ဝန်ထမ်းတွေရဲ့ကလေးတွေကိုထိုင်ခိုင်းပြီးတော့ကလေးတွေကိုခွန့်ကြွေးတဲ့ပုံစံမျိုးနဲ့ဓာတ်ပုံရိုက်တာပေါ့ရေလောင်းနေပါတယ်ဆိုတဲ့အမှုရာတွေနဲ့ရိုက်ပြီးတော့ဘဟုမန်တက်လို့မခေါ်ပဲနဲ့မြို့တော်ဝင်မန်တက်လို့ခေါ်ကြပါဆိုပြီးတော့ပြောသွားတယ်လို့မြို့ကန်တို့ကပြန်လည်ပြောပြထားပါတယ်အေယာဝတီတိုင်းဝင်ကြီးချုပ်တင်မောင်ဝင်းဆိုတဲ့ကောင်ကပသိမ်မြို့ကစစ်ကောင်စီဝန်ထမ်းတွေကိုရရရအယမန်တက်ကိုဘဟုမန်တက်လို့မသုံးပဲမြို့တော်ဝင်မန်တက်လို့သုံးဖို့အတွက် ခပ်ဖန်တလဲလဲမှားကြခဲ့တယ်လို့သိရပါဗျ။စစ်ကောင်စီရဲ့ဝင်းကြီးချုပ်မလာခင်ကတည်းကအုပ်ချုပ်ရေးမှုတွေနဲ့ဌာနဆိုင်ရာဝန်ထမ်းတွေကိုဝင်းကြီးချုပ်လာမဲ့လမ်းတလျှောက်ရက်ွက်ထဲကစတူဒီတာမန်တေတွေစောက်ပြီးတော့မုံတွေကျွေးနေဖို့နဲ့ဝင်းကြီးချုပ်လာတဲ့နေ့မှာဗဟိုမန်တေမှာမုတ်လာစားရင်မုံဘိုးပေးမယ်ဆိုပြီးတော့ပြောဆိုထားပါဗျ။ဗဟိုမန်တေမှာကသူတို့ဝန်ထမ်းမိသားစုတွေနဲ့ပဲပြည်နေတာပါဗျာ။ဝင်းကြီးချုပ်လာတဲ့နေ့ကကုလုပ်ပေးတဲ့ဝန်ထမ်းတွေကိုမုံဘိုးတထောင်ပေးမယ်ဆိုပြီးတော့လဲခေါ်ထားတယ်။ဝင်းကြီးချုပ်လာတဲ့လမ်းမှာစတူဒီတာဟန်ပြကျွေးနေဖို့လဲမှားထားပါဗျ။ ်မန်တက်ဒီမှာလဲဝန်ထမ်းတွေကိုအယောက်ဝတ်တွေနဲ့လူစီကားနေတဲ့လိုမျိုးဂျင်းထက်ပြီးတော့ထိုင်ခိုင်းထားတယ်လို့ဒေသခံတို့ကပြောပြထားပါတယ်စစ်ကောင်စီရဲ့ AOD တိုင်းဝင်ကြီးဆိုသူကမလာခင်နဲ့လာပြီးတဲ့အချိန်ဒီမှာပသိမ်မျိုးကဈေးချောင်းလမ်းထိပ်ရွှေစည်ဒီလမ်းပသိမ်တရားအောက်တွေမှာလမ်းတွေကိုပိတ်ထားပြီးတော့လုံခြုံရေးအရာအယောက်ဝတ်တွေနဲ့တင်းကျပ်ထားတယ်လို့စုံစမ်းသိရှိရကြောင်းတရင်ရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့ ်အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းမှာကင်းဝေးပြီးတော့အကြမ်းဖက်ဆင်အာနာရှင်ဆန်တဲ့စိုးကြီးရဲ့လက်အောက်ကနေလည်းအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ